တင်ငန်းကျုံမြို့နယ်စကရက်ကွက်အုပ်ချုပ်ရေးမှုကိုပြန်လည်ရွေးကောက်ပေးဖို့ရက်ကွက်သူရက်ကွက်သားတွေကတိုင်ကြားခဲ့ပေမဲ့အစိုးရအာဏာပိုင်တွေကအခုထိလစ်လျူရှုထားတယ်လို့မေလ29ရက်နေ့မှာပြောဆိုလိုက်ပါတယ်ကျွန်တော်တို့ကသူ့ကိုပုံကိုရမိုးလို့မဟုတ်ဘူးဒါပေမဲ့ဒီလိုပြစ်မှုကြောင့်ထင်ရှားတဲ့ပုံကိုကိုလင်းနေတာရှိတဲ့ချိန်မှာဒီအုပ်ချုပ်မှုဒီလောက်လုပ်နေတာကိုမသိတာလားမသိကြအောင်ဆောင်နေကြတာလားကျွန်တော်တို့ကတရားဥပဒေလေးစားလိုက်တာနဲ့အနေနဲ့ဥပဒေကြီးနဲ့ပဲကျွန်တော်တို့ကလုပ်တာဥပဒေကြီးနဲ့ပဲအခုဝန်ကြီးဌာနကြီးကျွန်တော်တို့အခုညီတောင်းနေဒီလိုမတောင်းလို့တော့ ဟိုပေါ်ဆောင်တယ်တမန်ကြီးကိုယ်တိုင်ပြောတယ်မတမန်မှုလို့တော့ပြည်သူတွေပူးပေါင်းကောင်းနေမှာပြည်သူတွေပူးပေါင်းပါဝင်မှာအများနဲ့တော့ပါတယ်အခုကျွန်တော်တို့ပြည်သူပူးပေါင်းပါဝင်ရတာ ਨੇ ဒီအုပ်ချုပ်မှုကိစ္စကိုဘာလို့ကျွန်တော်တို့ပြည်သူတွေကိုပေါ့နော်ဖြစ်တည်ဖြစ်တတ်တော့ဘာလို့မလုပ်ပေးကြတာလဲဆိုတော့ကျွန်တော်မီဒီယာနဲ့ချင်းပြောကြချင်းပါဆန္ဒဖော်ထုတ်ခြင်း ਨੇ တိုင်တန်းခြင်းတွေပြုလုပ်ခဲ့တာတလားကြော်လာတဲ့အထိဘာတစ်ခုမှထူးခြားမှုမရှိတဲ့အကြောင်းရက်ကွက်နေပြည်သူတွေကကန့်ကွက်နေတဲ့ကြားကအုပ်ချုပ်ရေးမှုဦးတန်းဦးကဆက်လက်တာဝန်ယူနေတာကြောင့် အခြေအနေတွေဆက်လက်ဆိုးရွားနေတယ်လို့88မျိုးဆက်ရုံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။သူ့ကိုလက်မထိုးကဲလက်မထိုးဖို့တပတ်ဆံပေးရတယ်။သို့တော်လည်းပဲဒါနဲ့ပတ်သက်လို့ကြည့်။တမသိခါတမတွေမရှိဘူး။ရောက်ကကတခုတခုအရေးကြောင်းရှိလို့သွားပြီးအကွန်ကြီးတောင်းတယ်မပေးဘူးရောက်ကထဲမှာဒီကြောင်းရှိတယ်အမကကိုအဲ့ကြောင်းရှိမှာလမ်းပြက်နေကျွန်တော်ကိုယ်တိုင်ပြောတယ်ဒီလမ်းလေးကိုပြင်ဖို့ဒီလမ်းကကြောင်းရှိတဲ့လမ်းမို့လို့ဒါလေးလှုပ်ပေးပါလို့ပြောတယ်မလှုပ်ဘူးရက်ကွက်အုတ်ချုပ်ရည်မှုဦးတန်းအောင်ကတော့ရက်ကွက်အတွင်လမ်းနေပြင်ဖို့သူ့ဘက်ကပြင်ဆင်နေပြီ ဆွဆွဲနေတယ်လို့မဟုတ်ပဲသူဟာရွေးကောက်ပွဲနဲ့တင်မြောက်ခံရသူဖြစ်တဲ့အကြောင်းပုံကိုရေးမကျင်းနဲ့ပဲဆွဆွဲပြောဆိုနေတာဖြစ်တယ်လို့ပြန်လည်တုတ်ပြန်ခဲ့ပါတယ်ကျွန်တော်လုံးတယ်မလုံးဆိုတာဒီအများကလက်ခံတယ်ဗျာနာလိုလို့လက်ခဲ့တာပဲကျွန်တော်ကတော့လက်တွေ့လောက်ပြအခုတင်လန်းလဲခင်းနေရလက်တွေ့ဒီမှာမြောင်းနေပိတ်ပြီဆိုလဲကျွန်တော်တို့အဖွဲ့ပဲဒီမှာပေါက်ပြားရေကိုယ်တွေဝယ်ထားပြီးစင်မှုရိုင်မှုနဲ့ပဲစင်းပြီးပေါ်ပေးနေရတယ်အဲ့လိုမျိုးပါအခုကျွန်တော်ပြောနေတဲ့လူတွေကသူတို့အိမ်ရှင်မြောင်းအောင်သူတို့ပေါ်တဲ့လူတွေမဟုတ်ပါဘူး။ကျွန်တော်တက်သေးပြနိုင်ပါ